ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကစာသင်ကျောင်းကိုပိတ်မှတ်ထားပြီးစစ်ကောင်စီကလေးကျောင်းဆူဆိုက်ဒရုန်းတို့နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာကျောင်းသားတွေကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့အထူးခိုင်မရှိကြောင်းအာရခတပ်တော် AA ကသတင်းထုတ်ပြန်ပါတယ်။မနေ့ကနိုဝင်ဘာ18ရက်မနက်ပိုင်းကနေညပိုင်းအထိစစ်ကောင်စီကကြောက်ဖြူမြို့နယ်ထဲမှာနေရ9ခုထပ်မင်းဲကိုလေးကျောင်းဆူဆိုက်ဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။မနေ့ကနေ့လယ်12နာရီခွဲဝန်းကျင်မှာ လိတ်တင်ကြေးရွာစာတင်ကျောင်းကိုလေကျောင်းကနေဘုံကျဲခဲ့ပါတယ်။အဲနောက်ခဏအကြာ12နာရီ36မိနစ်မှာဆိုဆိုက်ဒရုန်းတစ်စီးနဲ့ထပ်မံတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဆက်ပြီးတော့ကြောက်ကလေးကြေးရွာကိုလည်းနေ့လယ်12နာရီ35မိနစ်ဝန်းကျင်မှာလေကျောင်းကနေပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။နောက်ထပ်ညနေ4နာရီခွဲဝန်းကျင်မှာအမြင့်ကျုံတရာအနီးကို Y12 လေယာဉ်နဲ့ဘုံအလုံး60ခန့်ကျဲချခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ထားတာပါ။900မြောက်အနေနဲ့ စစ်ကောင်စီတပ်ကည၈နာရီ18မိနစ်မှာမေးရက်တိုက်နယ်မေးရက်ရွာနယ်တန်ချောင်းရွာနီးပတ်ဝန်းကျင်ကိုလေချောင်းကနေဘုံကျဲပြီးဇင်ချောင်းကမ်းခြေမှာနေရာယူထားတဲ့စစ်သည်ပေါ်နှစ်စီးပေါ်ကနေလဲလက်နက်ကြီးတွေနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စာတင်ချောင်းကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တဲ့ဖြစ်စဉ်မှာចောင်းသားចောင်းသူတွေကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ထိခိုက်သေးဆုံးမှုမရှိခဲ့ဘူးဆိုပေမဲ့ចောင်းအဆောက်အအုံတော့ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ နိုဝင်ဘာ14ရက်ကအေးအေးယာယီဆုတ်ခွာခဲ့တဲ့မင်းပြင်ရေဒါစကန်ရှိမှာဝါဒဖြန့်ဖို့တပ်ပုံရိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်လက်နက်ကြီးနဲ့ပစ်ခတ်ရပြီးတိုက်ဆုံးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကိုပိုလုလာတာဖြစ်ပါရဲ့ရှင်။